အောင်မြင်တဲ့ online business ကိုတည်ဆောက်ထားနိုင်တဲ့ trainer တွေရဲ့လူအချက်နံပါတ်3ဒီအော်ပထမနံပါတ်1ဒီလူသိအောင်လုပ်ပါနံပါတ်2တိတဲ့လူတွေကျွန်တော်တို့နှစ်သက်အောင်လုပ်ပါတတိယတစ်ချက်ဒီကျွန်တော်တို့နှစ်သက်ပြီးရင်ကျွန်တော်တို့ယုံကြည်လံအောင်လုပ်ဖို့လိုအပ်ပါတယ်ခင်ဗျာမျက်စိတွေမြင်ကြည့်လိုက်ပါအမဲလိုက်နေတဲ့မုံဆိုးတယောက်လိုမျိုးအတင်းလိုက်အတင်းထိုးရောင်းနေတော့လူတွေကမကြိုက်ဘူးဗျခင်ဗျာဒါ business လုပ်တာဆိုတာလယ်သမားကြီးတယောက်လိုပဲခင်ဗျာရဲ့ မျှဝင်မှုတွေခင်ဗျတန်ဖိုးရှိတဲ့ reciprocity ခင်ဗျမယူခင်ပေးထားတဲ့အရာတွေကမျိုးစစ်ကျဲထားလိုက်တာတစ်ချိန်မှာတို့ကအတိအပွင့်နေဖြစ်နိုင်ဒါလေးတွေခင်ဗျစုခုကြိုသိမ်းလိုက်အောင်မယ်အဲ့တော့လူအများစုကဘာဖြစ်လဲဆိုရင် online ပေါ်အခုတက်လာတယ် contact တင်တာ7ဘုံမပြည့်သေးဘူးစကြော်ညာပြီလူတိတဲ့အဆင့်အောင်အောင်မြင်နေတာမဟုတ်သေးဘူးတန်ရောက်ပြီဆိုရင်မရောက်အောင်မရောက်တဲ့အခါကျရင်တို့ကဆရာငယ်တက်ကြတယ်ရက်လိုက်ခြင်းညာတကယ်တော့အဆင့်တွေကြော်သွားတာဖြစ်ပါတယ်လေကားကိုအဆင့်ကြော်တက်ခင်ဗျဘလုံးကတက်လို့မရသလိုပဲ ီဝင်ငွေလမ်းကြောင်းတိစောက်တဲ့အခါမှာလဲကျွန်တော်တို့စနစ်တစ်ခုချဖို့လိုတယ်လူတွေတိအောင်လို့လူတွေနှစ်သက်အောင်လို့ပြင်သူတွေယုံလာလူတွေနှစ်သက်လာပြီးယုံကြိုက်လာပြီးချစ်လာပြီးဆိုတာ fan တယောက် follower တယောက်အနေနဲ့ကျွန်တော်တို့ချစ်ခင်နှစ်သက်လာပြီးဆိုရင်ကျွန်တော်တို့စေတနာကိုတို့ခံစားမိလာပြီးကျွန်တော်တို့ပြီးတဲ့အကြောင်းကိုတို့ယုံအဲ့ဒါကြောင့်မို့ကျွန်တော်ကျွန်တော်ဘောနော်ဟောတချို့ product တွေက review လုပ်ပေးဖို့ငွေကြီးကြီး အမောက်များများပေးပြီးကျွန်တော်ကန့်လန့်တယ်။ဒါပေမဲ့ကျွန်တော်မလုပ်ဘူး။ငွေရတော့လူတိုင်းလိုချင်တယ်။ဒါပေမဲ့ကျွန်တော်ချစ်တဲ့ကျွန်တော်ယုံကြည်တဲ့သူတွေရှိတယ်။အဲ့တော့ငွေရရင်ပြီးရောကျွန်တော် product review မလုပ်ဘူး။ကျွန်တော်မယုံကြည်တဲ့ supplement တွေကျွန်တော်ကိုယ်တိုင်မသုံးမှုတဲ့ product တွေကျွန်တော် review မလုပ်ဘူး။အဲ့ဒီငွေအားလုံးကျွန်တော် cancel လုပ်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်လူတွေဒီယုံကြည်မှုရှိတယ်။လူအများစုက influence power လေးကောင်းလာရင်ငွေရရင်ပြီးရောဆိုကြော်ညာတော့လူတွေကသူ့ကို စိတ်ချယုံကြည်ရတဲ့ professional လို့မမြင်တော့ကြော်ညာတဲ့ influencer တယောက်လိုပဲမြင်နေပုံမှာသူဘာပြောပြောဩကြော်ညာသူ့အလုပ်ပဲလေဆိုတဲ့အတွေးနဲ့ကြည့်သွားတယ်အဲ့မှာ value မပေါ့အော်ကျွန်တော်တို့ကဘာလို့တင်လဲဆိုရင်ကျွန်တော်ကျွန်တော်ခံယူထားတာကတော့လူတွေရဲ့ယုံကြည်မှုကပိုရေးကြီးတယ်အဲ့အတွက်ဒီငွေနည်းနည်းလေးကျွန်တော်မကြည့်တော့သူတို့ပေးတဲ့ဟိုဗီဒီယိုတစ်ပုဒ်အတွက်ပေးတဲ့အမောင်းကမလောက်စရာဖြစ်ပေမဲ့ကျွန်တော်အတွက်နည်းနည်းလေးဘာကြောင့်လဲဆိုကျွန်တော်ဒီဘက်မှာ business လုပ်တဲ့အခါကျရင်အများကြီးပိုရတယ် လူတွေကျွန်တော်ယုံကြည်တဲ့အတွက်အဲ့ဒါကြောင့်မို့လူတွေကျွန်တော်ယုံတဲ့အတွက်ယင်ဖွင့်နေတိုင်မင်းအဲ့ဒီညာကျွန်တော်ကဒီ trainer ငှားလိုက်ပါဆိုရင်တန်ပြီးငှားတယ်။အော်ဒီ program လေးဝယ်လိုက်ပါဆိုချက်ချင်းဝယ်တယ်။ဒီဂျင်မှာဆော့လိုက်ပါဘာကြောင့်လဲဆိုအဲ့ဒီယုံကြည်မှုတစ်ခုအတွက်ကျွန်တော်နှစ်ပေါင်းများစွာစိုက်ပျိုးထားတဲ့စေတနာရဲ့အတီးပွင့်။အော်မိတ်ဆွေတို့ရောအတင်းထိုးရောက်မှုလုပ်နေသေးပဲလား။တို့ယုံယုံကြည်ကြည်လာတိုင်မင်ပြီးတော့မှကိုကဖြူဆိုဖြူကိုကမဲဆိုမဲဖြစ်သွားတော့တဲ့အသည့် trust ကိုတိဆောက်ထားနိုင်လေလား ကျွန်တော်အစားဆုံးဗီဒီယိုမှာပြောခဲ့ရနော် online business လုပ်တာအရင်ချက်ချင်းကောက်လို့ရတဲ့အလုပ်မျိုးမလွယ်ဘူးတနည်းဆိုတစ်နှစ်လောက်တော့ခင်ဗျအချိန်ပေးရတယ်အဲ့ဒါမလုပ်ဝင်တဲ့တန်း online mode တက်တန်းအလုပ်ဖြစ်ဖို့ဆိုရင်တော့နည်းနည်းလေးမှားနေလို့ကျွန်တော်ဆိုချင်ပါတယ်နော်ဒါတက်တဲ့အချက်ပါအဲ့တော့ online နဲ့ online trainer တွေမှာရှိတဲ့စရုပ်ထအချက်ကကြတော့ဘာလဲဆိုရင်လူတွေခင်ဗျားကိုတိသွားပြီနှစ်သက်သွားပြီယုံသွားပြီယုံသွားပြီဆိုရင်ဘာဖြစ်လဲဆိုခင်ဗျားရဲ့ CV ကိုရောက်လာတတ်ကြတယ် လာမေးကြမယ်မေးခွန်းတွေအဲ့လိုမေးခွန်းတွေမေးတဲ့အချိန်မှာခင်ဗျားစဉ်းစားကြည့်ခင်ဗျားအခုနလိုမျိုးတယောက်ကို3000နာရီရောင်းမယ်9000နာရီရောင်းမယ်လို့ခင်ဗျားတွေးထားလူတရာကိုခင်ဗျားမက်ဆန်ဂျာမှာထိုင်စကားပြောနိုင်လားထင်ဖုန်းနဲ့တောက်လျှောက်ပြောနိုင်မယ်လို့ခင်ဗျားထင်လားကျွန်တော်ပြောခဲ့တဲ့အချက်တွေလိုလာပြီမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကတွားတဲ့ business model ပေါ်မူတည်ပြီးတော့ high ticket ဆိုရင်ကိုယ်တိုင် sales conversion ပြောင်းလို့ရတယ် စုံစမ်းမေးမြန်းမှုတိုင်းကို CPU ကိုရောက်လာတဲ့လူတိုင်းကိုဖုန်းနဲ့ initial consultation 15မိနစ်ပေးပြီးတော့တစ်ခါလေး sales ပြအောင်ကြောင်းလိုက်ခင်ဗျားလူတယောက်ကို15မိနစ်အချိန်ပေးအောင်လည်းအနည်းဆုံးငွေ5သိန်းဝင်အောင်ကျွန်တော်ကြောင်းလို့ရတယ်။ဒါကနေ30ဆိုတဲ့စက်နှုန်းလေးကို10ရောက်ရောင်းဖို့ပြောတာ5သိန်းခွဲ့တကယ်တော့ရန်ကုန်မြို့မှာနံပါတ်ကြီးထွေနေတချို့တစ်လောက်သိန်း20လေးယူနေကြအဲ့တော့အဲစမ်းလာကြည့်ပါဗျာကိုသွားနေတဲ့ business မှာ model ရှိဖို့လိုရတယ်အဲ့ဒါစနစ်မှန်မယ်ဆိုရင် automation လောက်ကလွှဲထားလို့ရတယ် ဲ့တော့စရုပ်ထားစဉ်လူတွေကျွန်တော်တို့စကားတွေပြောလာပြီးဆက်သွယ်လိုက်ပြီးအဲ့ဒီဟာကိုကျွန်တော် sales conversion ပြောင်းလို့ရတဲ့ account bound state ဖြစ်ပါတယ်အဲ့တော့လူအများစုကဘာပြောတင်လာလဲဆိုရင်ဘသူလာလာရောင်းနေတယ်ဆိုတဲ့စိတ်ကိုဖျောက်ပါနောက်ပြီးတော့ low ticket ပြောင်းတဲ့ပုံစံတွေအနေနဲ့ low ticket ဖြစ်စီ high ticket ဖြစ်စီ client နဲ့ engage ဖြစ်နေဖို့လိုအပ်တယ်ကိုယ့်ရဲ့ fan တွေနဲ့ engage ဖြစ်နေဖို့လိုအပ်တယ်လာမန့်လာတဲ့မန့်လေးတွေခင်ဗျာတလေးတစားပြန်ပေးဖို့လိုအပ်တယ် CB မှာစုံစမ်းမေးမြန်းမှုတွေရှိလာရင်ကိုရှင်းပြပြီးသားအကြောင်းအရာတွေဖြစ်ရင် link တွေချပေးလိုက်တာမျိုးကိုတင်းကလူကိုခိုင်းတာမျိုးခင်ဗျာမဖြစ်မနေလုပ်တင်နေကျွန်တော်တို့ page မှာဆိုရင် follower 6သိန်းကျော်6သိန်းခွဲလောက်ရှိတယ်တင်းတင်းဝင်နေ message များတော့ကျွန်တော်လည်းမနိုင်တော့ admin လည်းမနိုင်တော့တော့နိုင်တော့တော့ကျွန်တော်တို့ account လုံးပြန်ပြီးဒီအချက်ကမဖြစ်မနေလိုအပ်ပါတယ်ကျွန်တော်ရဲ့ link group တွေမှာဆိုအရင် admin နဲ့ရောက်တော့ကျွန်တော်အနေနဲ့ထားထားတယ်ဘာလို့ customer ရဲ့လိုအပ်ချက်ကိုဖြည့်ပေးဖို့မိတ်ဆွေဆိုရင်ရော ကျွန်တော်တို့လူတွေစကားလာပြောပြီးယုံကြည်လို့ရင်လာဖွင့်ပြီဆိုရင်မှာ sales လုပ် sales လုပ်ပြီး sales လုပ်ပြီဆိုရင် sales လုပ်တဲ့အချိန်မှာပေးလိုက်တဲ့ credit တွေက after sales မှာအပြည့်တည်ပါရဲ့လားဒါကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့အချက်တစ်ချက်ဖြစ်တယ်ဟုတ်လူတွေကခဏလို့ကျွန်တော်တို့တည်တယ်နှစ်သက်တယ်ယုံနေယုံတဲ့အချိန်ကကျွန်တော်တို့လာပြီးစကားတွေပြောပြီးပြောပြမှလို့သူဝဲမှာခင်ဗျားမယောင်းမဲနဲ့ဝဲမှာဆရာမတင်အမျိုးနဲ့အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်မယောင်းပါနဲ့ဝဲစီပါတဲ့ ူတွေကသူတို့ထိုးရောက်ခံရတာမကြိုက်သူတို့ဝယ်ခြင်းလို့ဝယ်တယ်ဆိုတော့ feeling ကိုလိုချင်အဲ့တော့သူတို့လာဝယ်ခြင်းစိတ်ပေါ့အောင်အရှိရ step တွေမလုပ်ထားဘူးဆိုရင်ဥခက်ကလေးတွေရည်ဖို့တော့ကောင်းတယ်ဗျ content လေး15ကျောင်းလောက်ရေးပြီးအောက်မှာကြော်ညာစာ9ကျောင်းလောက်ရှိအဲ့ဒါဆိုရင်တော့အဆင့်တွေအရင်ကြောင်းနေတယ်မှားတယ်လို့ဆိုလိုချင်ပါတယ်ခင်ဗျာအော်ဒါလေးတွေပြန်စမ်းစစ်ပါအဲ့တော့နံပါတ်5အချက်တည်းလူတွေကကျွန်တော်ရှိမှလာဝယ်ဖို့လိုအပ်တယ်အဲ့သူတို့လာဝယ်ပြီဆိုတဲ့အချိန်ညာရင် ကျွန်တော်တို့အနေနဲ့ကျွန်တော်အမြဲတမ်းပြောရကျွန်တော်ရှိမှာဗျာ link fit group ကျွန်တော်ဖွင့်ထားတယ်အဲ့ဒီတော့ဆရာခန္ဓာကိုယ်လေးတွေ့တာကြစ်ကြစ်လေးဖြစ်ခြင်းလို့လေ့ကျင့်ကလေးဝမ်းပြီးရောဟိုနည်းနည်းလေးခန္ဓာကိုယ်လေးထွားခြင်းလို့ဆိုပြီးတော့သူ့တဲ့ weight gain program ရောင်းပေးမယ်ဆိုပြီးကျွန်တော်အတင်မရောင်းကျွန်တော်ရဲ့ niche နဲ့မကိုက်ညီဘူးကျွန်တော် create လုပ်ထားတယ်မကိုက်ညီကျွန်တော် team က admin ကိုပြောရရင်ရင်းရင်းပြောလိုက်အဆရာအဲ့ program လေး create လုပ်ပေးပါမယ်လောလောဆယ်တော့အခု join လို့ရတဲ့သင်တန်းမရှိသေးပါဘူးအော် fitness trainer သင်တန်းဆိုရင်လေကစားသတ်တစ်နှစ်မရှိရင်ဘယ်လောက်ပဲဝါသနာပါပါတက်လို့မရပါဘူး ဂျင်းကြီးကြီးပြောလိုက်လူတန်းကိုရောင်းခြင်းကသူက CB ရောက်လာဝယ်ဖို့ပတ်စံကင်ပြီးလာတဲ့အချိန်ကျရင်ကိုကို control လုပ်နိုင်စမ်းနေသွားတယ်နေသွားရင်ထိုးရောက်မိထိုးရောက်မိမှာဖြစ်တယ်ဆို point တစ်ခုအရောက်မှာဝင်ငွေဘယ်တော့ပဲကောင် point တစ်ခုအရောက်မှာ brand သိကျွန်တော်ကတော့အဲ့လိုစနစ်ကိုအားမပေးဘူးကိုစံလုံးနဲ့ကိုသွားတာကောင်းတယ်လူတွေလာဝယ်ပါလာဝယ်တဲ့အချိန်မှာလူတန်းကိုမရောက်မင်းနဲ့ကျွန်တော်ရွေးရောင်းဖို့လိုအပ်ပါတယ်အဲ့တော့ဒီညမှာမေးစရာတစ်ခုပေါ်လာတယ် အောင်မြင်တဲ့ trainer တယောက်ဖြစ်ဖို့အတွက်လူတွေလာဝယ်တဲ့အများလူမြင်မြောက်ရောင်းနိုင်တဲ့ trainer ဖြစ်ဖို့အတွက် certificate တွေအများကြီးလိုပါတယ်။ပြိုင်ပွဲဝင်စုတွေအများကြီးလိုပါပါလိုအပ်တာတကယ်တော့ခမားမှာလူတွေကိုကူညီနိုင်တဲ့ skill တစ်ခုအရေးအချင်းတစ်ခုရှိတယ်။အဲ့ဒီအရေးအချင်းကအရှိကလူတယောက်တယောက်ပဲနော်လူတယောက်ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တယ်ဆိုရင် ခင်ဗျား business လုပ်ရတယ်။အဲ့လူကိုခင်ဗျားဖြည့်ဆင်းပေးနိုင်အောင် तू သိအောင်လုပ်ဖို့ ਨੇ तू ကခင်ဗျားကိုယုံကြည်ပြီးခင်ဗျားရဲ့လက်ညွန်ချက်ကိုယူဖို့ဆိုတော့ဒီဘက်က marketing ပညာရဲ့ခင်ဗျားလိုပါတယ်။အဲ့ဒီပညာရဲ့ရှိတယ်ဆိုရင်ရတယ်။ကျန်တဲ့အရာအများကြီးမလိုအပ်နေဘူး။အော်ဒီလူတယောက်လိုလူပေါင်းများစွာအများကြီးရှိတယ်ကျွန်တော်ကစပက်ရှယ်လစ်နဲ့ဂျန်နရယ်လစ်ပြောတဲ့ချိန်မှာနှလုံးရောဂါအထူးကိုကျွန်တော်ဥပမာပေးပြောတယ်လောကကြီးမှာလူတိုင်းမှာနှလုံးမရှိဘူးရှိတယ်အဲဒါလူတိုင်းတော့နှလုံးရောဂါအထူးရှိမှာတော့ အသက်အရွယ်တစ်ခု point တစ်ခုရောက်လာရင်သူ့ရဲ့ market ကလည်းသူကတော့အကြီးရှိတော့ဘယ်သူနဲ့မှမပြိုင်မင်းနဲ့သူကလူတန်းရဲ့စိတ်ထဲမှာရှိနေပြီးဝင်ငွေကောင်းနေတော့ခမရအောင်မြင်နေတယ်ဆိုလူတန်းအောင်ရောင်းဖို့မလုပ်ပါနဲ့ limiting belief တွေနဲ့ဒီစုတွေရမှဒီ certificate တွေမဟုတ်ဘူးခမရမှာတကယ်ကောင်းတဲ့အရေးအချင်းတစ်ခုရှိနေရအဲ့ဒီဟာဝါသနာအရေးအချင်းကိုဝင်ငွေဖြစ်ပြောင်းနိုင်ဖို့ပဲလိုအပ်တာဟောနံပါတ်6ချက်နောက်ဆုံးအချက်လေးကျွန်တော်ပြောချင်တယ်အဲ့ဒါပါလဲဆိုရင် လူကြီးကခမားရှိရဝဲသွားပြီတခါဆက်ဆံဆဲကလန်တဲ့သူရှိဝဲသွားတယ်ပြင်ပါလို့လဲဆိုရင်ဟာဒီဘေးက online မှာတမျိုးတကယ်လည်းလာဝဲတမျိုးဆိုတော့ဝဲပြီးသွားရင်ထပ်ဝဲဖို့လိုရတယ်ထပ်ဝဲပြီးသွားတခြားသူတွေညွန်ပေးဖို့လိုရတယ်အဲ့ဒီတော့ခမားဒီမယောင်းငယ်က marketing လုပ်ထားတဲ့ခမားရဲ့ tokie တွေဖုတ်ထားတဲ့အာလူတွေခမားပေးထားတဲ့ fake promise တွေအားလုံးတီးဖို့လိုရတယ် after sales service service မှာကျွန်တော်ဂျင်းနမှာမြင်ရတယ် PD မရောင်းခင်က trainer တစ်မျိုးကြောင်းပြီး3မြောက်လောက်ကြည့်ပြီးရပြီးရင်ပျောက်သွားလာကုန်ကန်ဒီ final လာပြီးစကားတွေပြန်ပြောမယ်ဒါဆိုရင် after sales service ညာနေခင်ဗျာအဲ့အမှားကိုပြင်ဖို့လိုအပ်တယ် marketing လုပ်တဲ့ face မှာရောရောင်းတဲ့ face မှာရောရောင်းပြီးတဲ့ face မှာရောတာဝန်ကြီးမယ်ဆိုရင်ခင်ဗျာဒီဝင်ဝေးကောင်းတဲ့ trainer တယောက်ဖြစ်ကိုဖြစ်နိုင်ပါတယ်နောက် video မှာ subscribe နေပြောင်းကျေးဇူးတင်ပါကျွန်တော်ရဲ့ long form content video အစီအစဉ်တွေ podcast တွေကိုကြည့်နေတယ်ဆိုရင် ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့မေတ္တာရက်ခံပါတယ်။ကျွန်တော်ဗီဒီယိုကြည့်နေမိတ်ဆွေတွေအားလုံးကျွန်တော် YouTube မှာဆုံးညပါတယ်။မကြခင်ဗီဒီယိုအစီအစဉ်တင်ဆက်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။